မြန်မာနိုင်ငံရေးမှာအခုစိတ်ဝင်စားစရာကောင်းတဲ့ကစားကွက်တစ်ခုကိုမြင်နေရပါတယ်။စစ်တပ်ကသူတို့ရဲ့ထိတ်တန်းမှုချုပ်ချီဟောင်းတစ်ယောက်ကိုရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေတယ်။ဒါပေမဲ့သူတို့ဝင်ပြိုင်မဲ့နေရာတွေကတာမန်နေရာတွေမဟုတ်ပါဘူး။တိုင်းပြည်မှာလက်နက်ကိုင်ဒေါ်လာမျိုးအပြင်းထန်ဆုံးဖြစ်နေတဲ့စစ်မြေပြင်တွေပါ။ဆရာဒါကဘယ်လိုဖြစ်မှာမျိုးလဲ။စစ်မြေပြင်မှာရွေးကောက်ပွဲလုပ်တဲ့ဆိုတာဘာကိုဆိုလိုတာလဲ။အတူတူကြည့်လိုက်ကြအောင်။ကဲ ီမှာအဓိကဇာကောင်နှစ်ယောက်ကိုကြီးလိုက်ပါတယောက်ကဒုတိယဘိုးချုပ်ကြီးဟောင်းဆက်ပုံ နောက်တယောက်ကဒုတိယဘိုးချုပ်ကြီးဟောင်းဆိုးထွတ်သူတို့တွားရမယ့်နေရာတွေကစစ်ကိုင်းတန်းနဲ့မကွေတိုင်းအလုံးတိကြတဲ့အတိုင်းဒီနေရာတွေကစစ်အာဏာသိမ်းမှုကိုအပြင်းထန်ဆုံးတော်လှန်နေတဲ့နေရာတွေတကယ်ကိုမီးတောက်နေမြေတွေပေါ့ဒီလိုနေရာမျိုးမှာရွေးကောက်ဖွဲလို့မေဆွဲအစီအစဉ်ကကိုနားလေရသူတို့ခက်နေပါဗျ ဒီကိစ္စကိုရှင်းရှင်းလင်းလင်းဖြစ်သွားအောင်အပန်းလက်လေးကြည့်သွားကြမယ်။အရင်ဆုံးဘာလို့ဘူချုပ်တွေကိုစစ်မြေပြင်ထဲလွတ်တာလဲဆိုတာကြည့်မယ်။ပြီးရင်သူတို့တယောက်ချင်းစီရဲ့နောက်ကျောင်းကိုလေ့လာမယ်။ဒါပြီးရင်တော့ဒါကအရင်ကတုံးခဲတဲ့ဇလန်းဟောင်းကိုပြန်တုံးတာလားဆိုတာစမ်းစစ်ကြည့်ပြီးနောက်ဆုံးမှာတော့မဲပုံးနဲ့ကြည်စမ်းဒီနှစ်ခုကြားကလက်တွေ့အခြေအနေကိုတုံးသက်သွားပါမယ်။ပထမဆုံးအပိုင်းအနေနဲ့စစ်မြေပြင်ထဲကဘူချုပ်များဆိုတဲ့ခေါင်းစဉ်အောင်မှာဒီရွေးကောက်ပွဲလုံးမဲ့ဆိုတဲ့စကိုင်းနဲ့မကွေးရဲ့ တခက်အခြေအနေကိုအရင်ဆုံးနားလည်အောင်လုပ်ဖို့လိုပါတယ်။အခုချိန်မှာဒီဒေတာတွေဟာစစ်တပ်အတွက်ကြောင့်အုပ်ချုပ်ရေးနဲ့မြေဆိုတာထက်ပိုနေပြီလေ။လက်နက်ကိုင်တော်လက်ရင်းရဲ့ပိုဝိုးချက်မှုတွေသူတို့ရဲ့အကြီးမားဆုံးစင်ခေါ်မှုတွေဖြစ်နေတာပေါ့။ပြောရရင်စစ်တပ်ရဲ့အုပ်ချုပ်မှုကမျိုးပေါ်မှာပဲရှိတယ်လို့ပြောလို့ရတယ်။မျိုးပြင်ကိုခြေတလန်းချလိုက်တာနဲ့ဂျန်ဒတ်ဂျီလက်ဒီတာအများစုကဒေတာခံတလန်းရဲ့တပ်ဖွဲ့တွေရဲ့ထိန်းချုပ်မှုအောက်မှာဒီတော့မေးစရာရှိတာကဒီလိုချင်းနေမှာ တတိုင်းလုံးကိုလွမ်းချုံနဲ့ရွေးကောက်ဖွဲတစ်ခုကိုဘလို့လုပ်ပြီးကျင်းပမှာလဲလက်တွေမှာဖြစ်နိုင်ပါမလားဒီပုံကိုကြည့်လိုက်ရင်အခြေအနေကိုချက်ချင်းသဘောပေါက်သွားပါလိမ့်မယ်ဒီအဝိုင်းကြီးတစ်ခုလုံးကစစ်ကိုင်းတိုင်းဆိုရင်ဟော်ရီခရင်ရောက်အကြီးအီးကတော်လရဲ့အပွေတွေထိန်းချုပ်ထားတဲ့ကျေးလက်တွေတာဒီပါစစ်တဲ့ထိန်းချုပ်ထားတဲ့ဆိုတာကဟော်ရီအဖျားရောက်အစိတ်သေးသေးလေးမရှိတာအဲ့ဒီတော့ဒီလိုအခြေအနေမှာလုံမရွေးကောက်ပွဲကတကယ်ပဲလူလူဆန္ဒကိုထင်ထပ်နိုင်ပါမလားဆိုတာကတော့တကယ်ကိုကြီးမားတဲ့မေးခွန်းတစ်ခုပါပဲ ကဲစစ်မြေပြင်ချီနေကိုတော့မြင်ဖားလောက်ပြီပေါ့နော်အခုအဲဒီစစ်မြေပြင်ထဲကိုလွတ်လိုက်တဲ့လူတွေကိုတယောက်ချင်းစီကြည့်ရအောင်စစ်ကိုင်းရတော့ရွေးချယ်လိုက်တဲ့ဒုတိယဘိုးချုပ်ကြီးဟောင်းတပ်ပုံသူကဘလို့လူလဲသူ့ရဲ့နောက်ကျောင်းရာဇဝင်းကဘာရီလဲဆိုတာကြည့်လိုက်ရအောင်ဒုတိယဘိုးချုပ်ကြီးဟောင်းတပ်ပုံသူကတာမန်ဘိုးချုပ်တယောက်တော့မဟုတ်ဘူးစစ်ခန်းဆောင်မြောင်းလိုင်ရဲ့လူရင်းတယောက်ပြီးတော့ရဲရဲဆက်ဆက်ဖြိုခွင်းမှုတွေနဲ့ပတ်သက်ပြီးနာမည်ကြီးတဲ့သူပေါင်း ဆိုတော့သူ့ကိုတော်လန်ရွေးအားကောင်းဆုံးနေရာတွေကတခုဖြစ်တဲ့စကိုင်းကိုတောင်းပေးလိုက်တာကတက်ဆိုင်မှုတော့ပဲဟုတ်မလဲဗျာသူ့ရဲ့ career timeline ကိုတစ်ချက်ကြည့်လိုက်အောင်2014မှာတနင်္သောကိုပါကြီးတိတ်ဆုံးမှုမှာသူ့တက်မကပါဝင်ပတ်သက်ခဲ့တယ်2021အာနာသိမ့်ပြီးတော့ရန်ကုန်မှာဆန္ဒမြောက်သူတွေကိုဖြိုခွင်းတဲ့နေအောင်မှာသူကအဓိကတာဝန်ရှိသူဆိုတော့သူ့ရဲ့နောက်ကြောင်းကိုကြည့်လိုက်ရင်သူဟာစစ်တပ်ရဲ့တစ္ဆာအရှိဆုံးလက်ယုံကျော့ဆိုတာရှင်းနေရပါပဲ အခုလိုအရေးကြီးတဲ့နိုင်ငံရေးတာဝန်အတွက်သူကဘာကြောင့်ရွေးလဲဆိုတာဒါကအဖြေတစ်ခုဖြစ်နိုင်ပါတယ်။အဲဒီနှစ်ဖက်ဆက်လက်တင်းနောက်ဒီဆုံးမှုနဲ့ပတ်သက်ပြီးတက်ရရှိဟန်းတယောက်ရဲ့အမှတ်ချက်ကလည်းစိတ်ဝင်စားစရာပဲ။သူကဂျပန်ဟာအကြောင်းမယူပဲလက်အောက်ငံသားကိုအကုန်ပုံချရှဲတယ်လို့ပြောတယ်။ဒီစကားကသူ့ရဲ့ character နဲ့ပတ်သက်ပြီးအများကြီးမေးခွန်းထုတ်เสียဖြစ်စီတာပေါ့ Okay ဒါကစကဲမကတ်လူနောက်ကရောက်ကိုကြည့်ရအောင်မကွေးတိုင်းအတွက်ရွေးချယ်ခိုင်းရသူဒုတိယဘူချုပ်ကြီးဟောင်းစိုးချုပ်ပါ သူ့နောက်ကြောင့်ကနေတပုံနဲ့တော့မတူဒါပေမဲ့အရေးပါတာကတော့အတူတူပဲသူကတိုက်ခိုက်ရေးတမောင်းဆိုတာချက်အုတ်ချိုးရညံတရားတွေကလူလို့ပြောမှာပါသူရဲ့တာဝန်တွေကိုချိလိုက်ရင် သူကစစ်တပ်မှာတိုင်မိုးလဲလို့ဖူတယ်ပြီးတော့အရေးကြီးကောင်ကပြည်ထရေးဝင်ကြီးဒါတောင်အနာမသိန်းခင်ကတွေကရောတိမ်မီနောက်ပိုင်းမှာတော့ဝင်ကြီးထီခဲတာဆိုတော့သူကနိုင်ငံရဲ့ပြည်သွက်လုံခြုံရေးရန်ထရာတကူလုံးကိုကင်တွဲခဲ့တဲ့သူစစ်တပ်ရဲ့အာဏာတည်မဲရေးမှာအရင်အရေးပါတယ်သူတိရပေါ့ သူနဲ့ပတ်သက်ပြီးထူးခြားတာတစ်ခုကသူကရွေးကောက်ပွဲဝင်မယ်ဆိုတဲ့အကြောင်းကိုဆိုရှယ်မီဒီယာပေါ်မှာကိုယ်တိုင် ရေးပြီးတင်ခဲ့တာပဲပြီးတော့ဒါဟာသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါလို့လည်းအခိုင်အမာပြောထားသေးတယ်။ဒါပေမဲ့သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုတာကိုတော့တက်အရာရှိဟောင်းတယောက်ကဒီလိုမှချက်ပေးပါဗျ။ဒီလိုအာနာရှင်စစ်နယ်မှာဒုတိယခေါင်းဆောင်တောင်အမိန်ကိုမလွန်ဆန်နိုင်ဘူးဆိုလားအလုံးတည်ရတဲ့အတိဘယ်ကတော့ရှင်းပါတယ်သူတို့ဟာကိုယ်တဘောနဲ့ကိုနိုင်ငံရေးတွေဝင်လာတာမဟုတ်ပဲ အပေါ်ကခိုင်းလို့လုံနေရတဲ့ရုပ်သေးတွေပဲလို့ဆိုလိုတာပါပဲဒီဘိုလ်ချုပ်တွေကိုနိုင်ငံရေးတဲ့အတွင်းပို့တဲ့ view ဟာဒါကအစ်စ်အစမ်းတော့မဟုတ်ပါဘူးတကယ်တော့ဒါကဇလန်းဟောင်းတစ်ခုကို ပြန်သုံးနေတာပါစစ်တပ်ကအရင်ကားတဲ့ကသုံးခဲ့ပြီးအောင်မြင်ခဲ့တဲ့နီလန်းဟောင်းတစ်ခုကိုပြန်အဆက်သွင်းနေတာလို့ပြောရမှာပါမဇလန်းဟောင်းလဲဆိုတော့အရင်စစ်ခေါင်းဆောင်ဟောင်းဦးတန်းရွှေလုပ်ခဲ့တဲ့2010ရွေးကောက်ပွဲရဲ့ဇလန်းပါပဲ အဲ့ဒီတော့ကသူတို့ဘာတွေလုပ်ခဲ့လဲဆိုတော့ကိုပြန်ကြည့်လိုက်ရင်အခုလုပ်နေတာတွေရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းမြင်လာပါလိမ့်မယ်။နဟောင်းဆယ်ရဲ့ကစားခွက်ကဒီလိုပါအဆင့်တတစ္ဆာရှိတဲ့ထိတ်တန့်မှုချုပ်တွေကိုရွေးတယ်။အဆင့်နှစ်သူတို့ကိုယူနီဖောင်းချုပ်ခိုင်းပြီးအရင်စားယူခိုင်းတယ်။အဆင့်သုံးစစ်တပ်နုနုခမဒီယာနီအယက်သားကိုကြလလောင်းအဖြစ်ဝင်ပြန်ခိုင်းတယ်။ပြီးတော့အဆင့်လေးရွေးကောက်ပွဲနိုင်သွားရင်အစိုးရရဲ့ထိပ်ပိုင်းရာသူတွေကိုယူပြီးစစ်တပ်ရဲ့အာဏာကိုတရားဝင်ဖြစ်အောင်လုပ်တယ်။ ်ထားပါပဲ။အဲဒီကစားခွက်ကအောင်မြင်ခဲ့လားဆိုတော့အောင်မြင်ခဲ့ပါလေ။နိုင်ငံဆိုင်ရေကောက်ပွဲပြီးတော့ပိုချုပ်ကြီးဟောင်းဒီဟာပဲတမရလက်တော်ဥက္ကဋ္ဌနဲ့အထက်ကဝင်ချင်းနေရာဒီမှာနေရာယူတော့ကြတယ်။အခုလေအဲ့ဒီသမိုင်းကိုပဲထပ်တစ်ခါပြန်လွတ်ပြီးအလားတူရလက်မြို့ကိုမြို့လင်းနေပုံပါပဲ။ ဒါပေမဲ့အရေးကြီးဆုံးအချက်ကတော့2010နဲ့အခု2024-25ကအချိန်တွေက လုံးဝမတူတော့ဘူးစစ်တပ်ရဲ့နိုင်ငံရေးအစီအစဉ်နဲ့လက်တွေ့မြေပြင်အချိန်တွေကြားမှာအကြီးအကျယ်ကွာဟနေပါတယ်မဲပေါ်အချောင်းကျိုးနေပေမဲ့လက်တွေ့မှာတော့ကြီးစံတန်တွေကဆူညွတ်နေတော့ပါပဲစစ်တပ်ကအရေးကောက်ဖွဲတဲ့ပြင်စင်နေချင်းမှာစကိုင်းနဲ့မကွေကပြည်သူတွေကတော့နေ့စဉ်နဲ့အမှတ်တကယ့်စစ်ပွဲထဲမှာရှင်တန်နေကြရတာပါ သူတို့အတွက်ကတော့မဲဘုံဆိုတာထက်ရှင်တန်မို့ကပိုပြီးအရေးကြီးတဲ့ကိစ္စဖြစ်နေပါတယ်စကိုင်းကဒေတာခံတော်လည်းအဖွဲဝင်တယောက်ရဲ့စကားကမြေပြင်အခြေအနေကိုအကောင်းဆုံးဖျောပြနေပါတယ်။သူကမေးတယ်သူကဘလို့လို့ပြီးမဲဆွဲမှာလဲ။ကျွန်တော်တို့ကအိမ်နေမိရှုခံထားတဲ့သူတွေသူကျွန်တော်တို့ရွာတွေကိုခြေတောင်ချလို့ရမှာမဟုတ်ဘူးတဲ့။ဒီစကားတစ်ခွန်းနဲ့တင်စစ်တပ်ရဲ့ရွေးကောက်ဖွဲ့အစီအစဉ်နဲ့လက်တွဲအခြေအနေဘလောက်ကွာနေလဲဆိုတာပေါ်လွင်နေပါပြီ။ဆိုတော့နောက်ဆုံးမိဟုံးတစ်ခုကိုဒါကချန်ထားခဲ့ပါတယ်။ စစ်မြေပြင်ထဲမှာလုံမဲ့ဒီရွေးကောက်ပွဲဆိုတာအာနာကိုစက်ထိန်ထားဖို့လမ်းကြောင်းတစ်ခုတကယ်ဖြစ်လာမှာလားဒါမှမဟုတ်ကြိမပရိသတ်မရှိတဲ့စစ်မြေပေါ်မှာကပြနေတဲ့ပြင်ဆက်တစ်ခုအဖြစ်နဲ့ပဲအဆုံးသတ်ပါမလားဒါကိုတော့အချင်းကပဲအဖြေပေးသွားမှာပါ